ပူပန်စရာမရှိတဲ့ဘဝမှာအေးစိတ်နေရပြီးကိုရီးယားသွားကနေမှလောကကြီးကနေအပြီးပိုင်ထွက်ခွာသွားမင်းကလေးအားလုံးမင်းမိမလားပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါကိုယ်တကမှာဒီမင်းကလေးကတော့ပညာတော်တင်သွားတာနီးမှာပဲမချင်မှတ်ထားတဲ့အဖြစ်ဆုံးနဲ့ကြုံလိုက်ရတာကြောင့်မိသားစုတွေကလည်းရင်ခွဲမတက်ခံစားနေကြရတာပဲဖြစ်ပါ යි ။ကာမာလီကတော့အယမ်းလိမ်မာတဲ့သူလေးတယောက်ဖြစ်ပြီးမိဘတွေအားလုံးရဲ့အချစ်ကိုပိုင်ဆိုင်ထားသူလေးဆိုရင်လည်းမမားပါဘူး။ နောက်ပြီးစာအရန်တော်လွန်သူတရားဖြစ်တယ်လို့ကိုရီးယားမှာပညာတော်သင်သွားခြင်းလွန်တဲ့သူလေးတယောက်ဖြစ်ပြီးသူမအရန်တက်ချင်တဲ့ကိုရီးယားကျောင်းကိုလည်း73ရက်နေမှာသွားရတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကောင်မလေးကတော့သူရန်တက်ချင်တဲ့ကျောင်းကိုသွားရတော့မယ့်ရက်မတိုင်ခင်မှာပဲလောကကြီးကိုအပြီးပိုင်းနှုတ်ဆက်သွားခဲ့ပါပြီ။ဒါကြောင့်မိသားစုတွေအားလုံးကအရန်ကိုစိတ်မကောင်းဖြစ်နေကြပြီးငါညီမလေးရဲ့ရင်ထဲစိုးနေနေအောင်ခံစားရတဲ့ဟာအနေအေးပြီးအရန်လိမ်မာတဲ့တမီလေးမှဒီလိုဖြစ်ရတယ်။ တူရန်သွားကျင်တဲ့ကိုရီးယားကို73ရက်နှစ်သွားရမှာကိုဘလို့ဖြစ်ပြီးကိုကိုကိုစူးစိုက်လောက်သွားရလဲကတော့သူကိုယ်တိုင်ပဲသိမှာပါမိသားစုတွေကတော့အယမ်းစိတ်မကောင်းဖြစ်နေကြပြီးမိသားစုကိုပြန်မကြည့်ပဲထွက်သွားရတဲ့ငါတူမလေးရဲ့ရင်တွေကွဲရပါပြီဘာမှပူပန်စရာမရှိပဲဒီလန်းကိုဘာကြောင့်ရွေးချယ်ရလဲစဉ်းစားမရဘူးလို့ပြောနေကြတယ်လို့အမဖြစ်သူကတော့ငါညမလေးကိုမျက်နှာတစ်ချက်တောင်အညှိုးမခံမဲနဲ့ထားတာ အပြောင်းလဲတစ်ခွန်းကြောင့်စိတ်ကွက်သွားမှကြောက်လို့ဘာမှမပြောဘဲနဲ့ထားတာလူကျင်နာရှိနာမတောင်းဘဲနဲ့ဖြည့်စည်းပေးတာစားကျင်နာရှိနာမပြောပြဘဲနဲ့တောင်ဒီကမမကတီလို့လှုပ်ကြွေးရာအလုံးစုံလဲငါညမပင်မမဆိုလို့မမကကြီးအားလုံးရှိကနေကာစီလှုပ်ပေးနေရအဝိစားကအစလျှော်ပေးရဒီကမမသူများကကိုညမကိုပြောရင်တောင်ရှေ့ရဖားသေးပြီပြောပေးရမမပါညမလေးရဲ့ငါညမရဲ့မမပါမမတို့ဘယ်နာမှမများငါတို့ကလေးလေးအတွက်လိုအပ်ချက်လေးတွေရှိသွားရလေကလေးလေးရဲ့မမရင်ထဲမကောင်းလိုက်တာ ဘလို့မှလည်းဖြည့်သိမ့်လို့မရအောင်ကလေးလေးရဲ့ငါတို့ကလေးလေးမှတီဖြစ်ဆိုပြီးဖြစ်ရတယ်လို့တအိမ်လုံးရဲ့အားထားရလေးအကောင်လေးရဲ့အချစ်တော်လေးမင်းတို့အကောင်လုံးကလွမ်းနေကြတာကလေးလေးရဲ့အဲ့ဒါမင်းသိရလားကွာကလေးလေးကောင်းရပုံပေါ်မှာရောက်ပါစီကွာမမတို့ထက်တာတဲ့လူသားရဘဝလေးမှာပဲနေရပါစီကွာမမတို့ထက်ပြည့်စုံတဲ့ဘဝမှာလူလေးသေးမရှိနေရပါစီနော်နောက်ဘဝမှာခုလိုအဖြစ်ဆိုကြီးနဲ့မကြုံပါစီနဲ့ဆိုပြီးဝမ်းနဲ့စွာရေးသားလာခဲ့ရပဲဖြစ်ပါ යි တကယ်ဆိုရင်တော့တည်ဆုံးသူအနေနဲ့ဘလို့စိတ်ပင်ပန်းရရှိလို့လုပ်သွားလဲမိသားစုရဲ့အချစ်ကိုခရရသူတွေတယောက်ဖြစ်တယ်လို့မျက်နှာတစ်ချမ်းမညှိုးအောင်ဖြည့်ဆည်းပေးရတဲ့သူတွေရှိရနဲ့သူမအရန်သွားတက်ချင်တဲ့ကိုရီးယားကျောင်းကိုလည်းတက်ရတော့မှခလေးကပါလို့ခုလိုလုပ်သွားရလဲကတော့စဉ်းစားကြပါပဲမိန်းကလေးလည်းကောင်းရမွန်ရရောက်ပါစီအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဖောက်ပြန်သူအမျိုးသားကုံကိုလွှဲပြောင်းယူလိုက်တဲ့တင်မောင်ဆန်းမင်းဝင် တင်မောင်ဆန်မင်းဝင်းကဇက်သမင်လောကမှာဆိုရင် အောက်ခြေကနေစူးစားကြမလို့ပဲအတိုင်းဝိုင်းကြီးကနေအောင်မြင်လာခဲ့သူဆိုလဲမှမပါဘူးအဖိုးဖြစ်သူကဇက်သမင်လောကကိုတိုးတက်အောင်လုပ်ခဲ့သူမို့တပိလောကမှာမျက်နှာပန်းလှနေရတာဖြစ်ပါခုလရှိမှာတင်မောင်ဇံမင်းဝင်းကပဲအမျိုးကုံကိုထိန်းကာဇက်ကနေရတာဖြစ်ပါတယ်။တင်မောင်ဇံမင်းဝင်းကအိမ်တော်စောစောကြခဲ့သလိုတားလေးတယောက်လည်းမွေးထားတာဖြစ်ပါတယ်။ငငယ်ကလေးကတင်မောင်ဇံမင်းဝင်းရဲ့တားလေးကိုလည်းပွဲထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတာလီကဇက်အဖွဲထဲမှာတော့တိတ်မပါတာမို့လူရီကထူးဆန်းနေခဲ့ရပါသူကိုယ်တိုင်ကလည်းဇနီးဖြစ်သူနဲ့တားဖြစ်သူကိုပွဲတက်တောင်တိတ်မခေါ်တော့ပါဘူး။အရင်ကတည်းကလည်းအင်တာဗျူးတွေဖြစ်နေကြမဟုတ်လို့မထူးဆန်းဘူးလို့ထင်ခဲ့ကြပါ යි ။ဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာတော့တင်မောင်ဆန်းမင်းဝင်းရဲ့ဇနီးဖြစ်သူကကိုယ်တိုင်ဖွင့်ဟလာခဲ့ရပါ။သူ့မူပိုင်ဖြစ်တဲ့တင်မောင်ဆန်းမင်းဝင်းကိုလူယူတုံးကတော့သူ့အနေနဲ့အတန်တစမ်းမှမထွက်ခဲ့ဘူးဆိုပြီးလူယူသွားတဲ့အမျိုးသမီးကိုစောင့်ကားပြောလာခဲ့ရပါ။သူစောင့်ပြောတဲ့အမျိုးသမီးကတော့နာမည်လေးလုံးနဲ့ ဇက်တပင်လောကမှာနာမည်ကြီးလို့ဆိုပိုင်တခြားသူတော်မဟုတ်ဘဲဇက်တပင်လောကမှာဦးစီးဦးဆောင်လုပ်နေတဲ့ဗဒံများကီခိုင်ဖြစ်ပိုင်ဗဒံများကီခိုင်ကတင်မောင်ဆန်းမင်းဝင်းနဲ့လည်းအလုံးတွေအတူတူလုပ်နေတယ်လို့ရုပ်ရှင်ထုတ်လုပ်ရေးတယောက်အနေနဲ့ပါရက်တီနေရဖြစ်ပိုင်လက်တလုံးမှာဗဒံများကီခိုင်ကသူ့ပိုင်တဲ့အရာနဲ့မူပိုင်ခွင့်ကိုချပြကပြည်တနာတက်နေရပါ သူရဲ့အမှုပညာနဲ့ပတ်သက်ပြီးတခြင်းတွေယူသုံးလို့မိုဘိုင်းခွင့်ကိုကြိုက်တယ်လို့ယူသုံးလို့မရကြောင်းဖွင့်ဟလာခဲ့ရပါဒါကြောင့်မို့တင်မောင်ဆန်းမင်းဝင်းရဲ့အမျိုးသမီးကသူ့အမျိုးသားကိုလူယူတော့ကမိုဘိုင်းခွင့်ဆိုတာမသိတတဲ့အပေါ်ခနဲ့ခဲ့တာဖြစ်ပါတယ်ခုလိုထုတ်ပြောလိုက်မှလည်းတင်မောင်ဆန်းမင်းဝင်းနဲ့ဗရံများကီခိုင်တို့ဖောက်ပြန်တာကိုလူတွေသိလာခဲ့တာပါဗရံများကီခိုင်ကလည်းတားလေးတယောက်ရှိကနိုင်ငံသားမှကြောင်းတက်နေရဖြစ်ပါတယ်နှစ်ယောက်လုံးကအိမ်နောက်ရှိသူတွေဖြစ်တာမို့ခုလိုဖောက်ပြန်ကြတဲ့အပေါ်မှာအံ့အားသင့်နေကြတာပါ ဒါအပြင်တင်မောင်ဆန်းမေဝေဖောက်ပြန်တဲ့သူကသူ့ထက်အသက်ကြီးသူဖြစ်နေရမို့ပိုပြီးအံ့အားသင့်နေကြတာပါဒါအပြင်ဟိုးရင်ကလေးကဇက်တပင်လောကအလောက်ကိစ္စတွေကိုအတူလက်တွဲလုပ်ခဲ့တဲ့သူဖြစ်နေရမို့သူတို့ဘဲချင်းကလေးကများလေးဆိုပြီးမိကွန်းထုတ်စရာဖြစ်နေရပါဒါအပြင်ဇနီးဖြစ်သူကတင်မောင်ဆန်းမေဝေတို့စကားပြောထားတာတွေပါထုတ်ပြလာခဲ့တာဖြစ်ပါတင်မောင်ဆန်းမင်းဝင်းနဲ့တဖက်ကအမျိုးသမီးတို့ကချစ်တောင်းတိုက်ကြောင်းတွေကိုပွင့်လင်းထင်သာစွာထုတ်ပြောနေရ리고ကြည်ပီးလူတွေကကိုစားပါရှက်နေကြတာပါ ဖြစ်တဲ့အကြောင်းတွေပြောသလိုအတူတူနေဖို့လည်းတိုင်ပင်နေကြဖြစ်ပါတယ်။ဒါကြောင့်မို့လူအများကတော့တင်မောင်ဆန်းမင်းဝင်းလွမ်းပိုင်တို့အောင်လာတို့ထက်စိုးသွားပြီလို့ပြောဆိုနေရပါ။လွမ်းပိုင်ကလည်းလက်မထက်ရသေးခင်ချစ်ရသူကိုရှာသွားတာမို့တိတ်မစိုးသေးသလို ောင်လားကလည်းကလေးမရှိခင်မှာဖောက်ပြန်တာမို့ပရိသတ်တွေကတဆင့်နှိမ်ပြီးထားတာပါတင်မောင်ဆန်းမင်းဝင်းကတော့အလောက်အတူတွဲလုံနေတဲ့သူနဲ့တစ္ဆာဖောက်တာမို့လူတွေကစိုးရတယ်လို့သတ်မှတ်နေကြတာပါခုနောက်ပိုင်းမှာလူမှုရေးဖောက်ပြန်တဲ့အကြောင်းတွေကရန်ကုန်များလာခဲ့ပါပိုင်ရှင်ရှိတဲ့သူကိုစနိုက်ချင်တဲ့သူတွေကလည်းတသက်ရှိလာတယ်လို့ တင်းမဆောင်ထင်းကြတော့ပါဘူးတပတ်ကလက်တွဲဖောက်ကိုကိုချင်းမစားသလိုတာသမီရီကိုမှတ်ငဲ့ညာသူတွေကြောင့်အပူရင်းများကတော့ကရီဝင်နေရတာဖြစ်ပါတယ်တကယ်ပဲသူတို့နှစ်ယောက်ကလူမှုရေးစီးမရှိကြဘူးလို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်ကြီးချုပ်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ပူပန်စရာမရှိရဲ့ဘဝမှာအီးစိတ်နေရပြီးကိုရီးယားသွားကနေမှလောကကြီးကနေအပီးပိုင်ထွက်ခွာသွားရင်မင်းကလေးအားလုံးမင်းမိမလားပါမင်းညူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ခါမှဒီမင်းကလေးကတော့ပညာတော်တင်သွားတာနီးမှာပဲ မထင်မှတ်ထားတဲ့အဖြစ်ဆိုနဲ့ကြောင်းလိုက်ရတဲ့အကြောင်းမိသားစုတွေကလည်းရင်ကွဲမတက်ခံစားနေကြရတာပဲဖြစ်ပါတယ်။ကာမာလီကတော့အယမ်းလိန်မာတဲ့သူလေးတယောက်ဖြစ်ပြီးမိဘတွေအားလုံးရဲ့အချစ်ကိုပိုင်ဆိုင်ထားသူလေးဆိုရင်လည်းမမားပါဘူး။နောက်ပြီးစာအရန်တော်လွန်သူတရားဖြစ်တယ်လို့ကိုရီးယားမှာပညာတော်သင်သွားခြင်းလွန်တဲ့သူလေးတယောက်ဖြစ်ပြီးသူမအရန်တက်ချင်တဲ့ကိုရီးယားကျောင်းကိုလည်း73ရက်နေမှာသွားရတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကောင်မလေးကတော့သူရန်တက်ချင်တဲ့ကျောင်းကိုသွားရတော့မယ့်ရက်မတိုင်ခင်မှာပဲ လောကကြီးကိုအပြီးပိုင်းနှုတ်ဆက်သွားခဲ့ပါပြီ။ဒါကြောင့်မိသားစုတွေအားလုံးကအယံကိုစိတ်မကောင်းဖြစ်နေကြပြီးငါညမလေးရဲ့ရင်ထဲစိုးနေနေအောင်ခံစားရတဲ့ဟာအနေအေးပြီးအယံလိမ်မာတဲ့တမီလေးမှဒီလိုဖြစ်ရတယ်။သူရန်သွားကျင်တဲ့ကိုရီးယားကို73ရက်နေသွားရမှာကိုဘလို့ဖြစ်ပြီးကုကုကိုစူးစိုက်လောက်သွားရလေကတော့သူကိုယ်တိုင်ပဲသိမှာပါ။မိသားစုတွေကတော့ အရန်စိတ်မကောင်းဖြစ်နေကြပြီးမိသားစုကိုပြန်မကြည့်ပဲထွက်သွားရတဲ့ငါတူမလေးရဲ့ရင်တွေကွဲရပါပြီ။ဘာမှပူပန်စရာမရှိပဲဒီလန်းကိုဘာကြောင့်ရွေးချယ်ရလဲစဉ်းစားမရဘူးလို့ပြောနေကြသလိုအမဖြစ်သူကတော့ငါညမလေးကိုမျက်နှာတစ်ချက်တောင်အညှိုးမခံဘဲနဲ့ထားတာအပြောလေးတခွန်းကြောင့်စိတ်ကွက်သွားမှကြောက်လို့ဘာမှမပြောဘဲနဲ့ထားတာလူကျင်နာရှိနာမတောင်းဘဲနဲ့ဖြည့်ဆည်းပေးတာစားကျင်နာရှိနာမပြောပြဘဲနဲ့တောင်ဒီကမမကတီလို့လှုပ်ကြရအောင်အလုံးစုလဲငါညမပင်မမှာဆိုလို့ မမကကြီးအောင်လုံးရှိကနေကာစီလှုပ်ပင်းနေရအဝိဇ္ဇာကအစလျှော်ပေးရဒီကမမသူများကကိုညမကိုပြောရင်တော့ရှေ့ရဖာထေးပြီးပြောပေးရမမပါညမလေးရဲ့ငါညမရဲ့မမပါမမတို့ဘယ်နာမှမများငါတို့ကလေးလေးအတွက်လိုအပ်ချက်လေးတွေရှိသွားရလေကလေးလေးရဲ့မမရင်ထဲမကောင်းလိုက်တာ ဘလို့မှလည်းဖြည့်သိမ့်လို့မရအောင်ကလေးလေးရဲ့ငါတို့ကလေးလေးမှတီးဖြစ်ဆိုပြီးဖြစ်ရတယ်လို့တအိမ်လုံးရဲ့အထာရာလေးအကောင်လေးရဲ့အချစ်တော်လေးမင်းတို့အကောင်လုံးကလွမ်းနေကြတာကလေးလေးရဲ့အဲ့ဒါမင်းသိရလားကွာကလေးလေးကောင်းရာပုံပေါ်မှာရောက်ပါစီကွာမမတို့ထက်တာတဲ့လူတိုင်းရဘဝလေးမှာပဲနေရပါစီကွာမမတို့ထက်ပြည့်စုံတဲ့ဘဝမှာလူလီသေးမရှိနေရပါစီနော်နောက်ဘဝမှာခုလိုအဖြစ်ဆိုကြီးနဲ့မကြုံပါစီနဲ့ဆိုပြီးဝမ်းနဲ့စွာရေးသားလာခဲ့ရပဲဖြစ်ပါ යි တကယ်ဆိုရင်တော့တည်ဆုံးသူအနေနဲ့ဘလို့စိတ်ပင်ပန်းရရှိလို့လုပ်သွားရလဲမိသားစုရဲ့အချစ်ကိုခရရသူတွေတယောက်ဖြစ်တယ်လို့မျက်နှာတစ်ချမ်းမညှိုးအောင်ဖြည့်ဆည်းပေးရတဲ့သူတွေရှိရနဲ့သူမအရန်သွားတက်ချင်တဲ့ကိုရီးယားကျောင်းကိုလည်းတက်ရတော့မှခလေးကဘာလို့ခုလိုလုပ်သွားရလဲကတော့စဉ်းစားကြပါပဲမိန်းကလေးလည်းကောင်းရမွန်ရရောက်ပါစီအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်